အားလုံးပဲမင်္ဂလာပါရှင်အသက်ချန်နေနေကြိုးစိုးပါတယ်အပတ်စဉ် Sunday တိုင်းမှာဟင်းချက်ဗီဒီယိုတွေတင်ပေးနေရဲ့ channel ဖြစ်ပါတယ်အဲဒီဒီမဲ့ Sunday မှာတော့မိုးရမ်းဆွေနေရဲ့ဇွန်လမှာချက်စားဖို့အသင့်တော်ဆုံးဖြစ်တယ်ကရင်မုံဟင်းကချက်ပြထားဖြစ်ပါတယ်အဲကရင်မုံဟင်းကကကျွန်တော်လည်းတစ်ခါမှတော့ချက်စားမှုပါဘူးဒါဟိုဒီဖန်ဘက်ကမှတရားကိုမေးပြီးတော့စားချင်တာနဲ့လိုက်စားဖြစ်တာပါသူကစီလုံးဝမပါဘဲနဲ့ဒီငပိရေချိုနဲ့ ညုတ်သီးစိမ်းနဲ့ငားနေပေါ့နော်အဲ့ဒါအဓိကထားပြီးချက်တာဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော်ကဒီငပိရေချိုးပေါ့နော်ရေချိုးငပိအစိမ်းကိုနည်းနည်းလေးကြိုလိုက်ပါတယ်နောက်တစ်ဆင့်အနေနဲ့ဒါဂျင်းထောင်းထားရီထည့်ပြီးတော့ငါးပြုတ်ပါမယ်။ ငါပြုတ်တဲ့ထဲမှာဂျင်းမြမြနဲ့စနုံးလေးနဲ့ထည့်ပြုတ်ပါတယ်ညှိနှက်ပြအောင်လို့ပါ ငါပြုတ်တီချက်ပြီဆိုရင်တော့ကျွန်တော်ကငါဖတ်တီရို့ပေါ့နော်ငါအဖတ်တန်းငါသားတုံးတီကိုဆယ်ထားလိုက်ပါမယ်ဆယ်ထားပြီးတော့ဒီငါပြုတ်ရည်ချက်နဲ့ရည်တဲကိုပဲဟိရည်ဆက်ချက်ပါမယ်သူကစီတက်เสียမလို့ဘူးပေါ့နော်ဒီဟိရည်တဲပဲဆက်ချက်မှာစီမတက်တဲ့အတွက်ညှိနှံ့ထွက်မှာဆိုလို့ကျွန်တော်ဒီသူ့မှာထည့်တဲ့အမွေးနှံ့တာမှန်တယ်မြေအကုန်ထည့်ထားပါတယ်ဇပလင်ထည့်ထားပါတယ်ဇပလင်ထည့်ပြီးတော့ဒီမှာခုနကြိုထားတဲ့ငပိရည်ကြိုလေးလောင်းထည့်လိုက်ပါတယ် ီးရင်ချက်သွန်ဖြူနဲ့ရုပ်သီးစိမ့်နဲ့ထောင်းထားတာကိုချက်သွန်ဖြူရုပ်သီးစိမ့်ထည့်လိုက်ပါတယ်နည်းနည်းပွက်လာရင်တော့ရင်းတော့ရေးထည့်ထည့်ထားပါမယ် ပြီးတော့ရင်တော့အခုနဆယ်ထားတဲ့ငါးတွေကိုအယိုးနှင်ပြီးတော့ထုတ်ထားမယ်ပေါ့နော်ဒါငါးအသားနှင်ထားတာကြီးထည့်ပါမယ်သူကငါးမြမြနဲ့ငပိငယုတ်သီးစိမ့်နဲ့ပေါ့နော်အဲ့လိုလုံးဝလုံးဝဘယ်လိုထိထိမိမိဆက်ဆက်လေးပါအဓိကတော့ငါမမြနဲ့ချက်တာပေါ့နော် နည်းနည်းပတ်တဲ့အထိကိုတဲထားပါမယ်ပြီးတော့အဟင်းကျိုအိုးတွေကိုစက်သွန်လေးစိတ်ထိုးထားရည်ထည့်ပါမယ်သူကငပြောဘူးလဲထည့်တယ်ဗောနောကျွန်တော်တော့ငပြောဘူးမရှိလို့မထည့်ထားတော့ပါဘူး ပြီးရင်ဒီတဝအပြည့်ကိုကျွန်တော်ရေနဲ့ရေထည့်ပြီးတည်ထားလိုက်ပါမယ်။ရတတက်ကိုတော့ထုံးစံအတိုင်းကျွန်တော်ထည့်နေကြပုံစံဖြစ်တဲ့၃မျိုးထည့်နေကြ၃မျိုးဖြစ်တယ်။စာဒီဒါကတော့ကစုံမောင်တကြားပေါ့ဒီ၃မျိုးပဲထည့်ထားပါတယ်။မပြည့်ရေချိုထည့်ထားတဲ့အတွက်စာကိုနည်းနည်း short ထည့်ပါမယ်။ငါးပြုတ်ကလည်းအရှိုးဖြစ်တဲ့အတွက်ကြားလေးနည်းနည်းပဲထည့်ပါရစေ။ ပြီးရင်အလုံးသမောင်းအောင်မွေးပြီးတော့အိုးတည်ထားပါမယ်။အိုးတည်ထားတော့မှာပဲကျွန်တော်ပါဝင်ပစ္စည်းတစ်ခုမိကြံရယ်လို့ဈေးကိုပြန်ပြေးဝယ်ပါတယ်။အဲ့ဒါကတော့ပရဲခေါ်ပါ။ပရဲခေါ်ထည့်ဖို့ကြံခေါ်ရတဲ့ပြန်ထည့်ပါမယ်။အိုးတည်ထားပြီးတော့ပရဲခေါ်ကိုရေစင်အောင်ဈေးထူထောင်ပြီးတော့ထည့်ပါမယ်။ ဒီထဲမှာအဓိကထည့်သွားတော့ဇက်ပလင်ချင်းပရဲကောပါ။သူကစီမတ်တက်တဲ့အတွက်ငွားညီနဲ့ငပိရည်နဲ့ထွက်မှာဆိုငပိနဲ့ထွက်မှာဆိုတဲ့အတွက်ဒီအနံ့မွှေးစေတာတွေထည့်ပေးထားပါဗျ။ပဝင်ပစ္စည်းနဲ့ခြံကြီးရရတော့ဒါဖန်အမပြောက်ကိုမိပြီးတော့လိုက်ချက်ထားရပဲဖြစ်ပါတယ်အခုဆိုရင်တော့ဒီမှာကရင်မဟင်းကားလေးရလာပါပြီ ခင်းရေပေါ်ပတ်ဆူလာတဲ့အချိန်မှာအနံ့ကဘာညှိနှက်မှမထွက်နိုင်ပါဘူးနော်။သူကဒီငါးပြုံးနဲ့မှုမွေးလေးနဲ့ဒီထည့်ထားတဲ့အမွေးနဲ့ကြတဲ့ကြောင့်ညှိနှက်ငါးညှိနှက်ကပြီးနဲ့လုံးဝမထွက်ပါဘူး။အမွေးငါကြည့်ချက်ချင်မယ်ကျွန်တော်စပြီးတော့စားတော့ပါတော့မယ် နော်နနမယောပူစီနေအောင်ကြိုက်တဲ့အတွက်နှစ်ခုလုံးထည့်စားပါရစေ။အမှန်တော့ဘယ်ရမောက်ကထည့်စားစင်တာဘယ်ရမောက်ကဝယ်လို့မရခဲ့လို့မဝယ်ခဲ့တော့ပါပါ။ မွေးငါဆိုရင်အရင်ကြိုက်တဲ့ကျွန်တော်ကဒီပဲနဲ့ပဲချက်တာစနေကြဆိုတော့ဒီဟာကစလိုက်တဲ့အချိန်မှာတကယ်ကောင်းပါတယ်ငါးနဲ့ငါးမြမြနဲ့ပေါ့နော်ဘယ်လိုပြောရမလဲဟိုကျွန်တော်တို့ဘက်မှာဆိုရခိုင်မုံဒီချက်တလို့မျိုးပါပဲဒါပေမဲ့ဒါကိုကျွန်တော်ပို့ပို့ပြီးတော့ကြိုက်ပါတယ်အညာမွေးငါထက်စာရင်ဒီမွေးငါကိုကရင်မွေးငါကိုကျွန်တော်ပို့ကြိုက်ပါတယ် အခုဆိုရင်တော့အရသာရှိတဲ့ကရင်မော်ရင်ကလေးရပါပြီ။ရှန်နီကလည်းအရန်လဲပါတယ်။ခိုင်းနေရမှာစီးတက်စရာမလိုတဲ့အတွက်ညောင်းနဲ့လုံးဝမထွက်ဘူး။လွယ်လွယ်ကူကူပဲခောက်ချက်ဆလိုက်ရုံဖြစ်တဲ့အတွက်မိုးအေးမှအားလုံးပဲအဆင်ပြေကြပါစေနော်။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အပတ်စဉ်စနေတိုင်းမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲတက်တာ